ငလင်လှုပ်ပြီဆိုရင်ဘာကိုသတိထားရမလဲငလင်လှုပ်ပြီဆိုရင်ညေကြီးဒါမှမဟုတ် ပြိုကျနိုင်တဲ့အဆောက်အဦတွေကိုသတိထားရပါမယ်။ကိုကအဆောက်အဦထဲမှာဆိုရင်ခိုင်ခန့်တဲ့ဇပွဲကုံအောက်မှာဝင်ပြီးတော့ပုံးနေပါ။ပုံးမှုဇပွဲကုံမရှိဘူးဆိုလို့ရှိရင်လည်းခေါင်းကိုကာကွယ်ဖို့အဆောင်တစ်ခုခုစောင်းထားပါ။ဥပမာဆိုင်ငယ်အိုးထုတ်ဒါမှမဟုတ်စတီးအိုးတို့စတီးဒဏ်အိုးတို့အဲ့ဒါတွေကိုစောင်းထားလို့ရပါတယ်။အဓိကကတော့ခေါင်းကိုကာကွယ်တဲ့ဟာဆိုရင်အဆင်ပြေပါတယ်။နောက်ပြီးသတိထားရမှာကျမ်းပေါ်လဲကြနိုင်တဲ့အရာတွေရှင်းကြနိုင်တဲ့အရာတွေကိုသတိထားရမယ်။လဲကြနိုင်တဲ့အရာတွေဆိုတာဥပမာ ဗီရိုတို့ရေခဲတစ်တာတို့အဲ့လိုပေါ့လေးလံပြီးတော့ထောင်လိုက်ရှိနေတဲ့အရာတွေအဲ့ဒါတွေကိုသတိထားရမှာမဟုတ် အဲ့ဒီမဲ့တဆက်တည်းပဲရှော့ကြနိုင်တဲ့အရာတွေကိုလည်းသတိထားရမှာလေကိုကဗီဒီယိုပေါ်မှာပစ္စည်းအမြင့်တွေတင်ထားတယ်ဥပမာတချို့တွေအိမ်ဆိုရင်ဆောင်းပေါက်တွေတင်ထားတာရှိတယ်ပြီးရေဟိုပန်းအိုးတွေတင်ထားတာရှိမယ်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်သတိထားရပါမယ်အဲ့ဒီအရာတွေရှော့ကြလို့ရှိရင်ကိုယ့်ဘဝကိုကြနိုင်ပါနောက်တစ်ချက်ကမြင်ကလင်လုပ်ပြီးဆိုရင်ပရင်းပေါက်တကားတွေနဲ့ဝေးနိုင်တဲ့မြတ်ဝေးဝေးပါနေပါပရင်းပေါက်နားကိုကတ်ပြီးတော့အပြင်ကိုကြည်ဓာတွေဓာတ်ပုံရိုက်တာပဲဗီဒီယိုရိုက်တာတွေအဲ့ဒါတွေကိုသွားမလုပ်ပါနဲ့အဲ့ပရင်းပေါက်နားတွေကငလင်လုတ်ပြီဆိုရင်အရန်အန်ရရှိတဲ့ဇုံထဲမှာပါပါ နောက်ပြီးတော့ငလင်လှုပ်နေစဉ်အချိန်ထဲမှာပဲဟာလာလာလာကြဟေးလာကြဟေးဟိုလူဆွဲဒီလူဆွဲနဲ့အိမ်ပြင်ကိုကြောက်ပြီးတော့ထွက်မပြေးပါနဲ့အိမ်ထဲမှာပဲလုံကြုံစိတ်ချရတဲ့နေရာမှာပုံနေတာပိုကောင်းပါတယ်ကိုကအထက်မြင့်အဆောက်အဦမှာနေတယ်ဆိုလို့ရှိရင်လေလှေကကနေတိုးကျိပြီးစင်းတာတို့ဓာတ်လေကကနေစုပြုံပြီးစင်းတာတို့အဲ့ဒါမျိုးတွေမလုပ်ပါနဲ့အရန်အရန်ကိုအန်နေရများပါတယ်ဒါမှမဟုတ်ကိုကအိမ်အပြင်လမ်းပေါ်မှာဆိုလို့ရှိရင်လေအဆောက်အဦအကြီးကြီးတွေဓာတ်ကြိုးတွေအဲ့နေရာတွေနဲ့ ဝေးနိုင်တယ်မြဝေးပါနေပါကွင်းမြင်ရှင်ပိုကောင်းတယ်ဘောလုံးကွင်းလို့လိုမျိုးရက်ကွက်အားကစားကွင်းလို့လိုမျိုးအဲ့လိုကွင်းမြင်ထဲမှာဝင်နေလို့ရှင်ပိုကောင်းပါတယ်အနားမှာလဲပြနိုင်တဲ့ဟာတွေပြုတ်ပြနိုင်တဲ့ຢာတွေမရှိရင်ပို့ပြီးတော့ကောင်းပါတယ်ကိုကကားထဲမှာရှိတယ်ဆိုလို့ရှင်လဲကားကိုဆက်တက်ပြီးတော့အဲ့နေရာမှာပဲနေပါဒါပေမဲ့ကိုနေတဲ့နေရာကပင်လယ်ကမ်းကြီးနဲ့နေရတဲ့နေရာတွေတရားတွေအောက်တွေအဆောက်အဦးတွေရဲ့ဘေးတွေ ပြီးတော့ဓာတ်ကြိုးတွေဓာတ်တိုင်တွေရဲ့အောက်တွေမှာမဖြစ်နေဖို့အရေးကြီးပါတယ်လွတ်လွတ်ကင်းကင်းနေရာမှာဆက်သက်ပြီးတော့နေတာအကောင်းဆုံးပါပဲ။ ပင်လယ်ကမ်းကြီးတို့နေနဲ့မြစ်ကမ်းပါတို့ဆိုလို့ရှိရင်လည်းအဲ့နေရာတွေနဲ့ဝေးဝေးကနေပါဟိုနေရာမှာဟိုဝါကြီးဖြစ်သွားလို့ဆိုပြီးတော့ဓာတ်ပုံရိုက်မယ်တို့နော်ဟိုတရားကြီးလှုပ်နေတဲ့ဓာတ်ပုံရိုက်မယ်ဟိုသင်္ဘောကြီးလှုပ်နေတဲ့ဓာတ်ပုံရိုက်မယ်အဲ့လိုမလုပ်ပါနဲ့အဲ့လိုဖြစ်ဖြစ်ရှိရင်အဲ့လိုမြစ်ကမ်းပါတွေနဲ့ဝေးနိုင်တဲ့မြတ်ဝေးဝေးမှနေပါဘာဖြစ်လို့လဲဆိုတော့အဲ့ငလင်တွေရဲ့နောက်ဆက်တွဲဆူနာမီလှိုင်းလုံးအကြီးကြီးတွေလာနိုင်တာဖြစ်လို့ပါကျွန်တော်အခုပြောပြသွားတာတွေကတော့ငလင်လှုပ်နေချိန်အတွင်းမှာတတိထားတဲ့အရာတွေဖြစ်ပါတယ်ခင်ဗျာ။ ငလင်းလှုပ်ပြီးဝါရင်ဘာတွေတိထားရမလဲငလင်းလှုပ်ပြီးဝါရင်အရင်ဥဆုံးနေတဲ့မိမိကိုယ်ကိုအနာတွေရဖြစ်မဖြစ် စစ်ဆေးပါ ကွဲနေလားပဲ့နေလားကျိုးနေလားခေါင်းနေမူးနေလားနော်အဲ့လိုဖြစ်တာတွေကိုစစ်ဆေးပါဘာလို့ဆိုတော့အဲ့လိုစစ်ဆေးခြင်းအဖြစ်နောက်ဆက်တွဲခန္ဓာကိုယ်မှာဖြစ်လာနေတဲ့အရာတွေကိုပို့ပြီးတော့ကာကွယ်နိုင်လို့ရပါတယ် ကိုကထိခိုက်ဒဏ်ရာရထားတယ်ဆိုလို့ရှိရင်လေရှေးဦးသူနာပြုစုနီးနဲ့ကုသလို့ရပါတယ်ဥပမာထားပါဆိုလက်ကျိုးနေတယ်ဆိုရင်လက်ကိုအောက်ကမာတဲ့အရာတစ်ခုခံပြီးတော့အပေါ်ကနေနော်ရှိတဲ့ပစိုးဖြစ်ဖြစ်ထမိန်ဖြစ်ဖြစ်အဲ့ဒါနဲ့ကျက်စီးတာမျိုးတို့အမဟုတ်ကွဲဝါးတယ်သွေးထွက်နေတယ်ဆိုလို့ရှိရင်လေဒဏ်ရာကြီးလို့ရှိရင်တန်တဲ့အဝိစာတစ်ခုခုကိုအုပ်ပြီးရင်အပေါ်ကနေပတ်တီးသို့မဟုတ်ဒီနော်စီးလို့ရတဲ့အရာတစ်ခုခုနဲ့ထက်စီးတာတို့အဲ့လိုမျိုးရှေးဦးသူနာပြုစုနီးနဲ့ပြုစုပါ ငလင်တုတ်ပြီးွားရင်အဆောက်အဦရဲ့ထိခိုက်တဲ့ပမာဏကိုစစ်ဆေးပါဘာလို့လဲဆိုတော့နောက်ဆက်တွဲမီးဗေးအန်ရီကိုတွက်ဆပါငလင်တုတ်ပြီးွားရင်မီးချစ်တွေမသုံးပါနဲ့မီးခလုတ်တွေကိုပိတ်ထားပါဓာတ်မီးတို့ဘက်ထရီမီးတို့အဲ့ဓာတွေကိုပဲအသုံးပြုသင့်ပါတယ်ငလင်နံရောက်ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်နေတဲ့အချိန်ကိုကမီးချစ်သုံးလို့ရှိရင်အဲ့ဒီအဆောက်အဦတစ်နေရာလုံးကမီးလောင်ကျွမ်းမှုဖြစ်သွားနိုင်ပါတယ်နောက်ပြီးကိုနေတဲ့နေရာဓာတ်ငွေအနှံ့လို့ဓာတ်စီအနှံ့လို့လောင်စာစီအနှံ့တစ်ခုခုရရဲဆိုအဲ့နေရာကနေဝေးရအောင်ချက်ချင်းထွက်ကွာပါ ငလင်တုတ်ပြီးွားရင်လည်းနောက်ဆက်တွဲတဘာဝဘေးရန်နေရာတွေအကြောင်းသိထားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ငလင်တစ်ခုလှုပ်ပြီးွားရင်နောက်ဆက်တွဲငလင်တွေထပ်လှုပ်နိုင်ပါတယ်။ငလင်လှုပ်ပြီးွားရင်မီးဘေးအန်နေရာကိုသတိထားပါ။ရေကာတာကျိုးပြတ်နိုင်တဲ့အတွက်ရေကြီးဓာတ်တွေလည်းဖြစ်နိုင်ပါတယ်။တောင်ပြူဓာတ်တွေမြေပြူဓာတ်တွေဓာတ်တွေလည်းဖြစ်နိုင်ပါတယ်။ဆူနာမီလိုင်းအကြီးတွေလည်းဖြစ်ပေါ်ရိုက်ခတ်လာနိုင်ပါတယ်။ နောက်ပြီးတော့တီးကြတဲ့သတင်းအချက်အလက်တွေရနိုင်ဖို့ကလည်းလိုပါတယ်။ဘာလို့ဆိုမြေငလင်ကမိုးလေဝသလိုဘယ်အချိန်မှဘယ်နာရောက်ရောက်မယ်ဘယ်အချိန်မှဘယ်နာရောက်ရောက်မယ်ဆိုပြီးခတ်မှန်းလို့မရပါဘူး။မြေငလင်ဆိုတာခတ်မှန်းလို့မရတဲ့သဘာဝဘေးရန်ကြီးတစ်ခုဖြစ်ပါတယ်။ကျွန်တော်ငလင်မလုတ်ခင်တိထားတဲ့အကြောင်းအရာကိုမျှဝေပေးပါမယ်။အခန်းတိုင်းမှာကိုနေမဲ့နေရာရဲ့အလုံးကြုံဆုံးနေရာကိုတိထားပါမယ်။ စ်နိုင်ရင်တော့အဲ့ဒီအလုံးကျုံဆုံးနေရာမှာအကာအကွယ်ယူဖို့လေ့ကျင့်ထားတာပိုကောင်းပါတယ်နောက်ပြီးတော့လုံခြုံတဲ့နေရာအပြင်မလုံခြုံတဲ့နေရာကိုလည်းသိထားရပါမယ်အဲ့ဒါမှအဲ့ဒီနေရာတွေကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်ဥပမာအနေနဲ့ကတော့လေကားအောက်တို့ဓာတ်လေကားတွေတို့အဆောက်အဦအမိကြီးတွေရှိတဲ့လမ်းကြားတွေတို့အဲ့ဒီနေရာတွေကမလုံခြုံတဲ့နေရာတွေလို့သိထားရပါမယ် ကိုကအိမ်ထဲမှာမဟုတ်ဘူးအိမ်ပြင်မှာရှိနေပြီဆိုလို့ရှိရင်လေလုံခြုံစိတ်ချမဲ့နေရာကိုတိထားရပါမယ်။နောက်ပြီးတော့ထွက်ပြေးဖို့လမ်းကြောင်းတွေကိုလည်းတိထားရပါမယ်။ဒီလမ်းကြောင်းကမရဘူးဆိုလို့ရှိရင် နောက်ထပ်အရင်လမ်းကြောင်းကိုလည်းတိထားရပါမယ်။ထွက်ပြေးဖို့လို့ပြောတဲ့နေရာမှာငလင်လှုပ်နေတဲ့အချိန်ထွက်ပြေးဖို့ပြောတာမဟုတ်ပါဘူး။ငလင်လှုပ်တာရက်ပြီဆိုတာနဲ့အဲ့ဒီကိုနေတဲ့နေရာကနေထွက်ဖို့အတွက်ကိုပြောတာပါ။ နောက်ပြီးအရေးကြီးတာကတော့ရေဓာတ်ငွေလျှက်စစ်အဲ့ဒါတွေကိုအရေးပေါ်ဖြတ်တောက်လို့ရမယ့်နေရာတွေကိုတိထားရပါမယ်ခင်ဗျာအခုကျွန်တော်ပြောပြပေးတာတွေကတော့ကျွန်တော်ရဲ့စိတ်ကူးစိတ်တန်းနဲ့ပြောတာမဟုတ်ပါဘူးနှစ်ပေါင်းများစွာဒီမြေကလင်းအကြောင်းကိုပဲလေ့လာနေတဲ့ပညာရှင်တွေကထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာငလင်းဆလုပ်ပြီဆိုတာနဲ့ဘာကြောင့်အိမ်အပြင်ကိုမထွက်သင့်လဲဆိုတာကျွန်တော်ပြောပြပေးပါငလင်းဆိုတာမိုင်ပေါင်းများစွာကိုတခဏချင်းဖြန့်ပြီးတော့ထိခိုက်သွားတဲ့သဘာဝဘေးတစ်ခုဖြစ်ပါတယ် ငလင်းဆလောက်တာနဲ့ကိုကအိမ်ပြင်ပြေးထွက်မယ်ဆိုတာနဲ့အပေါ်ကအုတ်ခဲကျိုးတွေအဆောက်အုံအပိုင်းစားတွေမှန်ကွဲစားတွေဒီຢာတွေကပြေးနေတဲ့လူပေါ်ကိုကြနိုင်ကြီးအယမ်းများပါတယ်အထူးသဖြင့်မြို့ပြဒေသတွေမှာဆိုရင်အဆောက်အုံတွေကပို့ပြီးတော့ပြိုကျနိုင်တဲ့အတွက်အန္တရာယ်များပါတယ်နောက်ပြီးတော့အထက်မြင့်နေရာဆင်းပြီးမယ်ဆိုလို့ရှိရင်လေကားတွေကအန္တရာယ်အများဆုံးအပိုင်းမှာပါပါတယ်အထက်မြင့်တိုက်ခန်းတွေဆိုရင်လူများစွာတိုးဝှေ့ထွက်ပြေးခြင်းကထိခိုက်မှုတွေကိုပို့ပြီးတော့ဖြစ်စေနိုင်ပါ နောက်ပြီးတော့လူတွေစုပြုံပြီးလမ်းပိတ်နိုင်တယ်။လမ်းပိတ်လို့ရှိရင်ကူညီမဲ့လူတွေလည်းအကူအညီလာဖို့ခက်ခဲတာတွေဖြစ်နိုင်ပါတယ်။အဲ့ဒါကြောင့်ငလျင်မပြီးမချင်းဘဲမှမရွှေ့ပါနဲ့။ငလျင်ပြီးမှသာတတိထားပြီးတော့ထွက်ပါ။ဒါကကျွန်တော်ရဲ့စိတ်ကူးစိတ်တမ်းနဲ့ပြောတဲ့စကားလုံးမဟုတ်ပါဘူး။နှစ်ပေါင်းများစွာမြင်းငလျင်အကြောင်းကိုလေ့လာထားတဲ့ပညာရှင်တွေရဲ့ထုတ်ပြန်ချက်ဖြစ်ပါတယ်ခင်ဗျာ။